အားလုံးမင်္ဂလာပါဒီနေ့တရားသင်ပွဲသင်ခန်းစာကတော့အခန်းတီ၄ချိန်ငယ်၁သမရှိကနံပါတ်၁နဲ့နေဖြစ်ပါတယ်နံပါတ်၁မှာဆိုရင်ကျေရူအောက်ပါလို့ရှိမှာလေနော်နံပါတ်ကကြီးက -3.4 -6 နော်အဲ့ဒီမှာကျေရူကအနုနဲ့နုနဲ့ညှောက်တဲ့ခါမှာကျေရူအပေါင်းဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့ကျေရူကပြန်ရတဲ့ခါမှာ3.4 -6 ပြရပါတယ်အဲ့ဒီမှာကျေရူကနော်အဲပိုင်းဝေချင်းချင်းမြောက်မယ်ဆိုတော့36နဲ့ကိုမြောက်မယ်ပိုင်းချင်းမှာကတော့4နဲ့4ပဲရှိတော့4တလုံးနဲ့ရေးလိုက်မယ် ဒီကြရင်ဒီလိုပိုင်းဝေးမှာရှိတဲ့6နဲ့ပိုင်းဝေးမှာပိုင်းချီမှာရှိတဲ့၄နဲ့ကျင်းလိုက်ပါမယ်။နှစ်3နဲ့6နှစ်နဲ့4ပေါ့နော်။နှစ်နဲ့ကျင်းလိုက်ပါပဲနောက်ခုပြောအောင်။ဒါဆိုရင်ပိုင်းချီမှာဒီလိုကနှစ်လုံးမှကျင်မယ်။ပိုင်းဝေးမှာဒါ3တုံးနဲ့4ပေါ့နော်။4ကျင်မယ်။ဒါဆိုရင်ပိုင်းဝေးကပိုင်းချီတဲ့ကြီးမြားဖြစ်တဲ့ရေဝတ်ရိုင်းထားလို့မရဘူး။ပင်ရောပြန်ဖွဲ့ပြရပါမယ်။နော်ကိုကနိမ့်နေစားတဲ့အခါမှာနှစ်လေးတွေရှိဆိုတော့ကျွေးပြေကင်းရလေးရမယ်ကိုရရှိနေတော့တိရရဆို1.2ပေါ့နော်ဒါလို့ရှိရင်4 1.2ရပါတယ်နံမကကြီးရဲ့ မခါဝေးရကျတော့ -3 1/2 into -1/5 အဲ့ဒါကိုမှကျတော့တုံငင်းတဲ့မှာထည့်ထားပြီးတော့ into 5/7မှာအဲ့ဒါဆိုလို့ရှိရင်ဒီလိုပထမဆုံးကတုံငင်းတဲ့မှာရှိတဲ့ဂဏန်းနှလုံးကအနှုတ်နှစ်ခုကိုကျတော့ညလေးရက်ကမှာအနှုတ်နှစ်ခုကအပေါင်းဖြစ်သွားတယ်ဒီလိုအနှုတ်နှုတ်ချင်းချီတယ်ပေါ့နော်ပြောပြရပါတယ်အဲ့ဒါဆိုရင်ဘာကြံလဲဆိုရင်3 1 1/2 into 1/5ကျပါရတယ်နောက်ကနောက်တုံငင်းရဲ့နောက်ကနော်အမြောက်5/5ဆိုတာလေးပြန်ရေးပြရအောင်နော် ီးရက်ခါမှာဒီလိုကင်းရောကိုပန်းကင်းလူပြောင်းမယ်၃နှစ်နေချောက်တင်းနဲ့ပေါင်းခုနှစ်နော်ဒါဆိုရှင်ဒီလိုဒါဒီ၃ခုတော့တုံ့ပြန်ပြောတယ်လို့ရှိရင်ဒီ၃ခုတော့ကျေတော့တန်းစီမြောက်လို့ရပါတယ်ဒါတော့ခုနှစ်ရက်တည့်ရက်၅ရက်မြောက်မယ်ပိုင်းချီမှာကျတော့နှစ်ရက်၅ရက်ခုနှစ်ရက်တန်းမြောက်လို့ရတယ်နော်တုံ့ပြန်ပြောတယ်လို့ရှိရင်ရပါတယ်ဒါပြီးပထမဆုံးဒီလိုကနော်ခုနှစ်နဲ့ခုနှစ်နဲ့ကပိုင်းဝင်မှာရှိရခုနှစ်နဲ့ပိုင်းချီမှာရှိရခုနှစ်နဲ့ကြည့်ပါမယ်နောက်ကပိုင်းဝင်မှာရှိရ၅နဲ့ပိုင်းချီမှာရှိရ၅နဲ့ကြည့်ပါမယ်ဒါဆိုလို့ရှိရင် ပိုင်းဝင်မှာတစ်ကြံပြီးတော့ပိုင်းကြီးမှာနှစ်ကြံပါတယ်ဒါဆိုလို့ရှိရင်နမခါဝေးရဲ့အဖြေက1/2ဖြစ်ပါတယ်နမကငယ်ကတော့ -7 1/2 into 2 1/5 into 4/3ရဲ့နော်ဒါဆိုရင်ရှေ့တုန်းကရှေ့တော့နော်7 1/2ကိုကျွန်တော်ကပိုင်းကြီးတစ်ပြောင်းတဲ့အခါမှာအကင်းရောကိုပိုင်းကြီးတစ်ပြောင်းများနိုင်လို့ပေါ့နော်အဲနောက်ကကိန်းကိုလည်းကျတော့နောက်ကဂရင်းနဲ့ကိန်းကိုလည်းပိုင်းကိန်းပြောင်းတယ်ပေါ့နော်။ကြောင်းကြီးရဲ့ခါမှာသူ ။ငါအကုန်လုံးသုံးလုံးရှိကိုတန်းပြီးမြောက်လိုက်ရတယ်။အဲ့ဒီမှာရှိကအနုတ်ကတစ်ခုပါတယ်။အနုတ်ကိုရှေ့သုံးမှာပဲရေးလိုက်တော့မယ်။ဒါပြင်ပိုင်းဝင်မှာ15ရက်17ရက်4ရက်ရှိပြီးတော့ပိုင်းကြီးမှာ2ရက်5ရက်3ရက်ရှိပါတယ်။အဲ့ဒီမှာဒီလိုကတော့ပထမဆုံးပိုင်းဝင်မှာရှိရဲ့၄နဲ့ပိုင်းကြီးမှာရှိရဲ့နှစ်နဲ့ကိုခြေလိုက်မယ်။နှစ်တည်းလေးနှစ်နဲ့လေးဒီကြရင်ပိုင်းကြီးမှာရှိတဲ့9နဲ့ပိုင်းဝင်မှာရှိတဲ့15နဲ့ချိန်နဲ့9တက်လီ9 9သုံးနည်းစံနာเนาะဒီကြရင်ပိုင်းဝင်မှာရှိတဲ့3နဲ့ပိုင်းကြီးမှာရှိတဲ့3နဲ့ချိန်လိုက်ပါမယ် ။ဒါဆိုရင်ပိုင်းချီမာကဘာမှမကျန်တော့ဘူး။ပိုင်းဝေမာက7.20နဲ့နော်။အနောက်လက်ပါတဲ့ -20 ရပါတယ်ရှည်တာ။မက်ကာကြီးမှာကျတော့0.15 into နဲ့ -3.45 ရယ်။နော်ရေစုံတွင်းဝင်းနဲ့မှာထည့်ပြီးမျှောက်ထားပါတယ်။နောက်မှာကျတော့0.001နဲ့ပြန်ပြီးတော့မျှောက်ထားပါတယ်နော်။အဲ့ဒါဆိုရင်ကျတို့ကရှင်းရတွင်းဝင်းနဲ့ဝင်းရှင်းတဲ့ခါမှာ0.15နဲ့အဲ့နော်ဒီပိုင်းကိုပဲကျွန်တော်မြောက်တယ်မဟုတ်လားမြောက်တဲ့ခါမှာကျတို့ကပေါင်းနှံနှုတ်နှက်ဆိုရင်ကျတို့လက္ခဏာနှုတ်လက္ခဏာနဲ့တက်ပါတယ် ညတာတော့ဒီလိုပြောရပါအောင်အဖြေကကြတော့ဘယ်လောက်ရလဲဆိုရင်ဒီရှိကတုံဝင်းလို့ရှင်းတဲ့ခါမှာ minus 0.751 75ရပါတယ်အဲ့ဒါကိုမှနောက်က into 0.001နဲ့ပြန်မျှရတယ်ဘယ်နော်ဒီတဲ့ခါမှာဒီလိုအပေါင်းနဲ့နှုတ်နဲ့ဆိုရင်နှုတ်ပြန်ရပြီးတော့အဖြေကကြတော့0.000515ရပါတယ်နော်ဒါလေးကကိုပေါ့ကိုသေးသေးမျှောက်ကြည့်ပါဒီချိန်ကတော့မမျှောက်သေးသေးမမျှောက်ဘူးတော့ပါရှင်နံပါတ်9ပါနံပါတ်9က -1.8 အဲ့ဒီမှာ -1/8 into เนาะတုံရင်းထဲမှာကျတော့ -0.125 နဲ့ကျွန်တော် -8/15 နဲ့ကိုကျွန်တော်မြောက်ပေးထားပါတယ်။ဟုတ်ကဲ့ဒါပြီးကျွန်တော်เนาะအရှိက -1/8 ကိုဒီတိုင်းပြင်ရင်းတယ်။ green ရကကျတော့ green ရအရှိ green ရက -0.125 နဲ့ -8/15 မှာကျွန်တော် -2 ခုမြောက်လိုက်ရှင်ပါမှာအပေါင်း -0 ချင်းချေရပါတော့။ နောက်က0.125ကိုဒီလိုပိုင်းရင်းနဲ့ပြင်ရတဲ့ခါမှာသူကဒသမရနောက်မှာထောင်မီစီးရှိရဖြစ်တဲ့အတွက်ပိုင်းချီမှာထောင်ရေးပြီးတော့ပေါ်ပိုင်းမှာနော်125ကိုရေးလိုက်ရပါတယ်နော်ဒါဆိုရင်ဂျီရို3ခုလုံးကိုခုနတိုင်းနဲ့မျှဝေရပါပြီနော်ပိုင်းဝေမှာက1.125 8ပေါ့နော်ပိုင်းချီမှာက8 1000 15ပါဒါကြူချင်းပြမဆုံးကြီးက x နဲ့ a နဲ့ခြေသွားမယ်။ပြန်ရင်125နဲ့1000နဲ့ခြေတဲ့ကောင်မှာ125တက်ပြီ။နော်ပြီးတော့125ရှိပြီပေါ့နော်။ တယ်။ဒါပြင်ပိုင်းရှင်ပိုင်းဝင်မှာက1ပဲကျန်ပြီးတော့ပိုင်းရှင်မှာက15ရှိတယ်က120ပါ။ဒီမှာအနုလက္ခဏာလေးကိုပြန်တက်ကြပါရနော်။နောက်ပြည့်ကျောင်းနံပါတ်1ပါအောက်ပါရောအောက်ပါရောကိုရှင်းပါရနော်။နံပါတ်ကကြီးက -13.5 70.5 into -10 -45 ပါ။နော်ဒါပြင်ရှင်ရှင်တို့ကရှေ့ကခွေးနဲ့ဒသမကိန်းတွေလုံးကျင်းမယ်။ အဲလက္ခဏာဘယ်လိုကျွန်တော်နှုတ်ပေးရတယ်နော်စက္ကန့်3.5ရက်က7.5ကိုနှုတ်ပြရကမှာကျွန်တော်လေးကြံတယ်အပေါင်းပြည့်တဲ့တွေအပေါင်းလေးပေါ့နော်နောက်ကကျတော့ -10 -45 တဲ့နော်အဲ့ဒီမှာကျွန်တော်အပေါ်ပေါ်နေအောင်တော့ချိန်မှာပေါ့နော်ပိုင်းဝေးပိုင်းဝေးကြီးတော့လေ4:10ပိုင်းကြီးက45ဒါဆိုရင်9နဲ့40 59 45ဒါဆိုရင်ပိုင်းကြီးမှာက6ရှိပြီးတော့ပိုင်းဝေးမှာက4နဲ့28အနုလက္ခဏာအနုကတခုရဲ့ကျတော့နှုတ်လက္ခဏာကိုပြပေးပါတယ်ဒါဆိုနံပါတ်ကကြီးရဲ့ကြီးက -8.9 ရပါတယ် ။နောက်ကကျွန်တော်နမခဝေးပါ။နမခဝေးမှာကျတော့ minus 12 1 by 3 plus 17 by 80 into 7.2ပါ။နော်အဲ့ဒါကိုကျွန်တော်ကအရှိရကိန်းကိုကိန်းရောဖွင့်မယ်။ကိန်းရောပိုင်းရင်းလို့ဖွင့်မယ်ပေါ့နော်။စနေနေ့လုံးလည်းဂျာတင်းနဲ့ပေါင်းတော့ပုံစံဖွင့်မယ်။အဲအဲ့ဒီလေးကျွန်တော်ကအနှုံးနဲ့ပေါင်းတဲ့ဆိုရင်လက္ခဏာအပိုင်းခြေတူအောင်ရှင်းပြရတယ်။ဒါလို့ကျွန်တော်က3ကို6နဲ့မြောက်ပြရတယ်ပေါ့နော်။ပိုင်းခြေကို6နဲ့မြောက်ရင်ပိုင်းခြေကိုလည်း6နဲ့မြောက်မယ်။ ဒါပေမဲ့36 68 39 6 220နည်းပေါ့နော်ဒါပြင်ဘိုင်းညီတူရပါပြီဘိုင်းညီတူရတဲ့ခါမှာဘိုင်းညီလုံးနဲ့ပဲရေးမယ်လက္ခဏာဘိုင်းဝင်မှာကျတော့အနုနဲ့ပေါင်းလို့ဆိုတော့လက္ခဏာဘူရချုံနှုတ်ပြီးရည်20မိတရာ79ရတဲ့ခါမှာ205ကျင်တယ်အနုလက္ခဏာများတယ်ရှိမှနှုတ်တက်ပြရပါတယ်ပြီးတော့စပမိုင်းဒူကိုကျတို့ကဘိုင်းကြီးနဲ့ရေးတဲ့ခါမှာဒီကဒသမရဲ့နောက်မှာကဆယ်လီဗေးရှိရတဲ့အတွက်ဘိုင်းကြီးမှာ30ခန်းနေနော်72ဘိုင်းထမ်းပါဒါဆိုလို့ရှိရင် ခြေလို့ရပြီနော်ဆက်ရှိနဲ့80နှစ်ကိုရေးလို့ရှိပါမယ်ဆက်ရှိ delay ဆက်ရှိ80လေးရ80နှစ်ပါအဲပိုင်းကြရာရှိတဲ့တန်းနဲ့ပိုင်းဝင်မှာရှိတဲ့205ကိုခြေရက်ကမှာ9နဲ့ခြေလို့ရပါတယ်ဆိုရင်9နဲ့40 940 delay က105ဖြစ်ပါတယ်ကြရင်ပိုင်းကြီးမှာရှိတဲ့နှစ်နဲ့ပိုင်းဝင်မှာရှိတဲ့နှစ်4နဲ့ခြေရက်နှစ်တည်းနှစ်နဲ့ဒါပြင်အဖြေကပိုင်းဒီမှာဘာမှမကျန်တော့ဘူးပိုင်းဝေမှာက41နဲ့80နဲ့နှုတ်လက္ခဏာလေးပြန်တက်ပြပါမယ်။ဒါပြင်နံမခောက်ရဲ့အဖြေက -82 ဖြစ်ပါတယ်။ မက်ကားငင်မှာကျတော့ရှေ့ကဒူဝင်းနဲ့မှာ -2 1-2မိုင်းနဲ့ပြီးတော့ green green နဲ့မှာက -1 1-2ပါအဲ့ဒါကိုဒီတော့က -1 1-3နဲ့ညှပ်ပေးရပါတယ်အဲ့ဒါဖြင့် green green ကတော့ -1 1-3နဲ့ပြီးတော့ -1 1-3ပါအဲ့ဒါကိုဒီတော့က -1 1-3နဲ့ညှပ်ပေးရပါတယ်ဟုတ်ပြီ green ဒါပေမဲ့ဝင်ရှင်းတဲ့ခါမှာရှေ့က -2 1-2ကိုဒီတော့ကကိန်းရောပိုင်းကိန်းလုပ်ခွဲတယ်ပြီးကြလို့ရှိရင် green မှာရှိရဲ့အနှုတ်ရဲ့ green ပြင်မှာရှိရဲ့အနှုတ်ရဲ့ညှပ်တဲ့ခါမှာဒီတော့ပေါင်းရရပါတော့ပြီးကြရင်1-1ပို့လို့လည်းပိုင်းကိန်းလုပ်ပြောင်းလိုက်ပါတယ် เนาะဒီကြလို့ရှိရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုနောက်ဆုံးကခွင်းမှာရှိတယ် -1 1-3ကိုလည်းပိုင်းကင်းတူကြားလိုက်ပါရဲ့ပြီးတော့ရှေ့ကတဝင်းထဲမှာရှိရဲ့เนาะပိုင်းကျီလို့နှိမ့်နှစ်လေးပြောင်လို့ပိုင်းကျီနှိမ့်ကိုနှိမ့်နဲ့မျှရင်ပိုင်းဝေကိုလည်းနှိမ့်နဲ့မျှပါရဲ့ဒါဆိုရင်ရှေ့ကပိုင်းဝေမှာ9နဲ့20ပိုင်းကျီမှာ4ပေါ့เนาะဒါဆိုရင်ပိုင်းကျီတူပါပြီပိုင်းကျီတူကတော့တစ်လုံးနဲ့ရေးမယ်အမေပိုင်းဝေမှာအနုတ်30နဲ့အပေါင်း5ဆိုတော့ကျွန်တော်ကနှုတ်လိုက်ကမှာ9ရတယ်အမအနုတ်ကကြီးတယ်ရရှိမှာနှုတ်လိုက်တက်ပြရပါမယ် ဒါပြင်ရင်ကျွန်တော်နောက်တော့ငွေမှရှိတဲ့အနှုတ်နဲ့ရှေ့ကနော်ကနေပိုင်းကြီးမှရှိတဲ့အနှုတ်နဲ့ကျွန်တော်ခြေလိုက်တဲ့အခါမှာအဲ5 by 4နဲ့4 by 3ပေါ့နော်အမ5နဲ့4နဲ့ခြေလို့ရပါတယ်ဒါပြင်ပိုင်းဝင်မှာက5ကျန်ပြီးတော့ပိုင်းကြီးမှာက3ကျန်ပါတယ်နှုတ်နဲ့နှုတ်နဲ့ကတော့ခြေသွားပြီပေါ့နော်အရင်ကျတော့ပိုင်းဝေရ9အကြီးကြီးရဲ့အတွက်9ကိုသုံးနေထားတဲ့ခါမှာဖြေက1 2 by 3ရပါတယ်။ဟုတ်နော်။ခါငယ်ပြီးတော့ကျတော့ခါကြီးပါ။ခါကြီးမှာကျတော့4 by 9 plus minus 1 by 3ပေါ့နော်။ ရှေ့ခွင်းမှာတူဝင်နဲ့မှာအရာရရဲနောက်ကခွင်းမှာကျတော့ -0.06 into 1.2ဖြစ်ပါရဲ့အဲဒါဆိုလို့ရှိရင်ရှေ့ရခွင်းကိုပြန်စီတဲ့အခါမှာ4.9 plus နဲ့ minus နဲ့ဆိုတော့ minus ဖြစ်ပါရဲ့ -1.2 နော်နောက်ကြည့်တော့ဒီလိုပိုင်းပိုင်းကြီးညှိပါမယ်ပိုင်းကြီး4ပြောင်းလို့3.3နဲ့မြောက်မယ်ပိုင်းဝေကိုလည်း3နဲ့မြောက်မယ်နော်ညောက်တဲ့အခါမှာနော်4.9နောက်ကကျတော့3.9ရရဲ့ မိုင်းနဲ့0.00စီကိုဆိုတော့နှိမ့်နေစားတဲ့ခါမှာမိုင်းနဲ့0.03ရပါတယ်နော်။ဒါဖြစ်ဆိုတော့ဒီကပိုင်းဝင်နဲ့ပိုင်းကြီးတွေနဲ့ကျင်းမှုရပါတယ်။အရင်ရှေ့ကတုံ့ပြန်မှုရှိတဲ့ခါမှာ1.9ရပြီးတော့နောက်ကကွင်းရကြတော့မိုင်းနဲ့0.13 0.3ကိုဆိုပိုင်းကြီးနဲ့ရတဲ့ခါမှာသူကဒသမရဲ့နောက်မှာယာရီစိရှိရတဲ့ပိုင်းကြီးမှာတရားခင်ပါတယ်။ပိုင်းဝင်မှာကြတော့ချင်း3မိရပါတယ်နော်။ဒီရက်ခါမှာ0.39နဲ့ချိန်ရပါတယ်။3.3 3.9ကို နှုတ်လက္ခဏာတကူရဲ့ကျော်ရှိနှုတ်လက္ခဏာတက်ပါမယ်ပိုင်းဝေမာက1မဲ့ကျန်ပြီးတော့ပိုင်းချီမာက300တရားနဲ့ညက်တဲ့ခါမှာ300ရပါတယ်အနမကကြီးပေါ့နော်နံပါတ်5ကကျတော့လေ minus 14 15 minus 32 minus minus 5 by 6အနုပမာနှုတ်ထက်နေလို့ရှိရင်ဆိုတော့ဘာလို့ရမှာလဲအနုနဲ့နှုတ်နဲ့ဆိုတော့အပေါင်းဖြစ်မှာပါနော်အဲ့ဒါဆိုရင်50 by 32 plus 5 by 6နောက်မှလည်းလိုက်မယ် minus 9 by 10 plus 4 by 5နော်အဲ့ဒါပိုင်းရင်ကြီးရဲ့ခါမှာ32နဲ့6နဲ့ပိုင်းရင်ကြီးလို့ဆိုရင်ဆိုတော့ဘာလို့ 96ဖြစ်အောင်ညှိရပါမယ်နော်96ဖြစ်အောင်ဒီလိုဟာရှေ့ရကိန်းကိုလည်းသုံးနှစ်မြောက်မယ်နော်နောက်ရကိန်းကိုကြာအောင်ဒီလိုပြောရတယ်16နဲ့မြောက်ပြရပါတယ်ဟုတ်ပြီနော်အပြီးနောက်ရဝင်းမာတဲ့အတိုင်းပဲဘိုင်းကြီး10ဖြစ်အောင်လို့9အောင်နည်းနဲ့မြောက်ပြရတယ်အပြီးဒီလိုဘိုင်းကြီးညှိရပါပြီနော်ပါကြီးက96 55345အဘ66 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 ဒါ96ရင်းတယ် -45 နဲ့ +18 နဲ့ကြတော့လက္ခဏာတွေနှုတ်ပြရတယ်80ရ45တော့35ကျန်တယ်နော်အပေါင်းလက္ခဏာကအများအတွက်အပေါင်းနေပြီးပါတယ်နောက်ကနော်ထန်းကိုလည်းထန်းရေးပြီးတော့ -9 နဲ့ +8 နဲ့ကြတော့လည်းလက္ခဏာပြီးတော့နှုတ်ပြရတယ်လက္ခဏာအနှုတ်ကအများအတွက်ကျွန်တော်နှုတ်လက္ခဏာကိုပြတ်တက်ပါတယ်ကဲပြီးကြလို့ရှိရင်35နဲ့30နဲ့ကိုချင်းတဲ့ခါက9နဲ့ချင်းတယ်ပေါ့နော်9နဲ့40 9နဲ့35ဒါပြင်ပိုင်းချိန်မှာက96နဲ့ချင်းပြီးတော့ပိုင်းဝေမှာ8နဲ့40နဲ့ပါ ဲ့ဒီမှာအနုလက္ခဏာတစ်ခုတည်းဆိုတော့မကြည့်တဲ့အတွက်အနုလက္ခဏာကိုပြန်တက်ပြရပါတယ်ဒါဖြင့်အဲ9ရက်ပြာ minus 7 by 1 192ဖြစ်ပါတယ်ပေါ့နော်ဒါဖြင့်ကျတို့ကလေးစင်ကန်1.9က1.8ကနံပါတ်နှစ်တည်ယူရပြီနံပါတ်3ကိုနောက်တစ်ချိန်ကြာလို့ရှိရင်ပြင်ပြီးရှင်းပြပြပါမယ်စုံလေးကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်